ိမန်ညရာဒီတပတ်လည်လာတဲ့ကာလမှာမြမယူရဒါကြံပွဲတော်ကြီးတပံပြန်ရောက်လာပါပြီ။တပံပြန်ရောက်လာတဲ့တကူလာမှာဗရောက်ငူဝါဂန့်ကိုယာဒီပန်းတို့ရဲ့ရနှက်နဲ့အလှတွေကလည်းတင့်တယ်လျက်ရှိနေပါတယ်။မြမယူရနှစ်တက်ကူအတာပြန်ပွဲတော်ဟာ မြန်မာပြည်ရဲ့ပထမဆုံးကမ္ဘာတမ်းမဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းဝင်ဖြစ်လို့လာပါပြီ။ဒါကြောင့်ကမ္ဘာတမ်းမဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့အတာကြံပွဲတော်ရဲ့ဂျင်းနန်းကလည်းပန်းတရင်လူငင်းဆောင် လူတရင်လူချင်းဆောင်ကမြန်မာပြည်သူတွေကြားမှွေးပြန့်လို့နေပါတယ်။မြန်မာတို့ရဲ့နှစ်တကူအတာကြံပွဲတော်ကိုပါရာဂွေးနိုင်ငံမှာ 2024ခုနှစ်ဒီဇင်ဘာလအတွင်းကကျင်းပခဲ့တဲ့ကမ္ဘာ့တမဲ့ယဉ်ကျေးမှုအမွေနှင့်ညီလာခံမှာ UNESCO ရဲ့လူသားမျိုးနွယ်ဆိုင်ရာတမဲ့ယဉ်ကျေးမှုအမွေနှင့်အဖြစ်ဆုံးဖြတ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှုတူညီတဲ့ထိုင်းနိုင်ငံရဲ့တကြံပွဲတော်ဆုံခရံပွဲတော်ကလည်း2023ခုနှစ်မှာကမ္ဘာ့တမဲ့ယဉ်ကျေးမှုအမွေနှင့်စည်းဝင်အဖြစ်ရရှိခဲ့ပါလိမ့်မယ်။ မြမရိုးရအတာပြန်ပွဲတော်ဟာရှေးအစဉ်ဆက်တွေကတည်းကရှိခဲ့တယ်ဆိုတော့ခိုင်လုံတဲ့တက်သည့်အထောက်အထားတွေကြောင့်ကမ္ဘာတမ်းမဲ့ရင်ကျေးမှုအမွေနှစ်ရရှိခဲ့တာဖြစ်ပါတယ်မမာတို့ရဲ့နှစ်တက်ကူအတာပြန်ပွဲတော်ဟာပကံခက်ကန်နေယနေ့ခေတ်အထိ ခေတ်ဆက်ဆက်လက်ဆင့်ကမ်းထိမ့်သိမ်းလာတဲ့လူသားမျိုးငယ်တို့ရဲ့ကိုသားပြုဗြဟ္မေယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါတယ်။တကူလာရဲ့ခန္ဓာထေဝါလာတဲ့နှစ်တကူပွဲတော်အဖြစ်နဲ့မြန်မာပြည်မှာရှိတဲ့လူမျိုးမျိုးဘာသာမျိုးအားလုံးဆင်နွှဲကြတဲ့ပွဲတော်လေးဖြစ်ပါတယ်။နေဟောင်းကအငြိကြေးတွေကို နှစ်တည့်မှာအတာရီနဲ့အတူစေးကြောတဲ့ရူးရဒလီပွဲတော်ဖြစ်လို့ကလေးလူကြီးအသက်ရွယ်မီပျော်ရွှင်ကြတဲ့ပွဲတော်ဖြစ်ပါတယ်အတာပြန်ပွဲတော်မှာရှင်တွဲနေတဲ့ရူးရဒလီတွေများပါတယ်ရှေးအခါကတကြံအကျိုးနေ့ဆိုရင်ဖျားစီဒီပထိုးတွေပေါ်မှာရေတပ်ပယ်ကြသလိုတကြံအကျနေ့မှာတည်တည်ဆုံအာယုံဆုံးတွေကတ်လူပူဇော်ခဲ့ကြတာဖြစ်ပါတယ် ။တကြံတန်းနေမှာသတုဒီတာတွေကျွေးမွေးလှူဒန်းကြပြီးနှစ်ဆန်းတရက်နေမှာဆိုရင်နှစ်သိကူတရားတွေကိုနာယူကြတာဖြစ်ပါတယ်။ပွဲတော်ရဲ့ကာလမှာရဟန်းခံဒုံလဘဝိကြသူတွေဥပုပ်တရင်ဆောက်တည်ပြီးကောင်းမှု ကုသိုလ်ပြုကြသူတွေနဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အလွန်အရေးပါလာတဲ့ဓလေ့တစ်ခုဖြစ်နေပါတယ်။တကြံအကျိုးနည်းကစပြီးနေနေမှာ အတာအူးထိုးတာပြီးတရားမင်းကိုကြိုဆိုကြတဲ့ဓလေ့တစ်ခုကလည်းမြမရိုးရအတာကြံပွဲတော်ရဲ့အမှတ်လက္ခဏာတစ်ခုလိုဖြစ်ပါတယ်။နှစ်ဆန်းတည့်ရက်နေ့မှာနေအိမ်ကအတာအူးတွေကိုတနေရာထဲမှာစုဝေးလို့ရဟန်းတန်ဃာတွေပင့်ပြီးပရိတရားနာကြတာကလည်းနှစ်တကူအတာကြံကာလာရဲ့အမှတ်လက္ခဏာတစ်ခုပါချီရခါကအတာကြံပွဲတော်မှာတပြေကဲနဲ့ငွေဖလားကိုသာအသုံးပြုပြီး ရေကစားလာခဲ့ကြတာကနေခစ်တွေတဖြည်းဖြည်းပြောင်းလာခဲ့တဲ့အခါရေကစားမန်းတပ်တွေထိုးပြီးအစီအကားဆုံးကျင်းပလာခဲ့ကြပါတယ်မန်းနတ်ဒီမှာရေပိုက်တွေနဲ့ရေပက်ကြပြီးဂီတဖြိုပြရေးတွေကြံရင်းဖွဲ့တွေရဲ့ကားပြဖြိုပြမှုတွေတန်ကြပ်တွေကလည်း အတာကြံပွဲတော်ရဲ့အမှတ်လက္ခဏာတွေဖြစ်ပါတယ်တားပြန်ပွဲတော်ဆင်နွှဲကြပြီးရဲ့နောက် နှစ်စန်းတရက်နေ့မှာတိရစ္ဆာန်လေးတွေဘေးမဲ့လွတ်ကြတာအလှူတန်းတွေ ပြုလုပ်ကြတာနဲ့တကြီးပူတော်ပွဲတွေကိုကျင်းပကြတာကလည်းရိုးရအမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်မြမာပြည်တွင်းကတိုင်းရင်းသားလူမျိုးအသီးသီးကလည်းမိမိတို့ရဲ့ရိုးရအလိုက် အတားကြံပွဲတော်ကိုဆင်နွှဲကြပါတယ်အဲ့ဒီအထဲမှာရခိုင်ရိုးရဒလိတကြံပွဲတော်ကအလွန်ထင်ရှားပါတယ်။နန္တာသူကြီးပြိုင်ပွဲ၊ဖျားကြီးတပ်ပေပွဲတော်နဲ့အတူ နောင်လေကိုအသုံးပြုပြီးရေတပင်ပွဲဆင်နွှဲကြတာဖြစ်ပါတယ်။မန်းနတ်ထဲမှာ လောင်းလေတွေတည်းရည်ဖြည့်ပြီးအမျိုးသားအမျိုးသမီးတွေကလေရဲ့တစ်ဖက်တစ်ချက်စီကန်းနေအပြန်အလှန်ရေပက်ကစားကြပါတယ်။ချမ်းယူရဒလိတရံကတော့ချွေအင်ချင်းပန်းတွေကိုချမ်းလူငယ်တွေကခူးဆွပြီးဖုံးကြီးเจ้าတွေမှာသွားရောက်ထူတန်းကြတဲ့ဒလိနဲ့ချမ်းမုတ်ဖတ်ထုတ်တွေပြုလုပ်ပြီးထူတန်းကြတဲ့ဒလိဖြစ်ပါတယ်။ ကဘာပေါ်ကနိုင်ငံအသီးသီးလူမျိုးအသီးသီးမှမတူညီတဲ့ဓာတ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေရှိပါတယ်။ဓာတ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာကလူသားမျိုးနွယ်တို့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာကြတဲ့၊ကံတွေထိတွေ့လို့မရတဲ့အစဉ်လာဓလိဆိုင်ရာယဉ်ကျေးမှုတွေကိုဆိုလိုတာဖြစ်ပါတယ်။အခုလိုမြမရိုးရအတာကြံပွဲတော်ကလည်း ကဘာဒရမ်းမဲ့ရင်ကျင်းမှုအမွေအနှစ်ဖြစ်လာတဲ့အတွက်လက်ဆင့်ကမ်းထိန်းသိမ်းရမယ့်အရာတွေလည်းရှိလာပြီးဖြစ်ပါတယ်။ဒါကြောင့်အတာအကျန်ပွဲတော်ကာလမှာအမွေအနှစ်ကိုရုံးရော့နေမဲ့တရုတ်ပြည်ရင်ကျင်းမှုတွေမဖြစ်ဖို့တစ်ဖက်တစ်လမ်းကဝိုင်းဝန်းထိန်းသိမ်းမှုလည်းလိုအပ်နေပြီးဖြစ်ပါတော့တယ်။